ာဆီယံဒေတာတွင်ကိုစားပြုနိုင်ငံလက်ရွေးစင်အသင်းတွေပါဝင်ရှင်ပြိုင်တဲ့အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲဟာလာမယ့်2026ခုနှစ်ဆိုရင်ပြိုင်ပွဲသက်တမ်း230ပြည့်မြောက်တော့မှာဖြစ်ပါတယ်1996ခုနှစ်ကစပြီးနှစ်နှစ်တကြိမ်ကျင်းပလာခဲ့တဲ့ဒီပြိုင်ပွဲကြီးဟာစပွန်ဆာအမည်မျိုးစုံနဲ့ကျင်းပလာခဲ့ကလာမယ့်2026ခုနှစ်ကစပြီးအာဆီယံဟွန်တိုင်းကပ်အမည်နဲ့ပြောင်းလဲကျင်းပတော့မှာပါအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာတော့ထိုင်းအသင်းကချန်ပီယံစုကို9ကြိမ်အထိပိုးဆွဲထားပြီးအအောင်မြင်ဆုံးအသင်းလည်းဖြစ်ပါတယ် ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံကတော့ VNL အသင်းဖြစ်ပြီး2024ခုနှစ်ကပြိုင်ပွဲမှာအသင်းအတွက်တတိယမြောက်ချန်ပီယံဆုကိုရယူထားခဲ့ပါတယ်။အာဆီယံဘောလုံးဖွဲ့ချုပ် AFF အနေနဲ့နှစ်30ပြည့်အထိမ်းအမှတ်ဖြစ်လာမဲ့အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုလာမယ့်2026ခုနှစ်ဇူလိုင်လ24ရက်နေ့ကနေဩဂုတ်လ10ရက်နေ့ထိကျင်းပပြုလုပ်သွားမယ်လို့တရံဝယ်သတင်းထုတ်ပြန်ထားပါတယ်။ပုံမှန်အဖြစ်ပြိုင်ပွဲကိုနိုဝင်ဘာလနဲ့ဒီဇင်ဘာလမှာကျင်းပလေးရှိပေမဲ့ 230ပြည့်ထိမ့်မှန်းဖြစ်လာမဲ့2026ခုနှစ်ကစပြီးဇူလိုင်လအတွင်းပြောင်းလဲကျင်းပဖို့တရံဝင်စီစဉ်လိုက်တာဖြစ်ပါတယ်။ပြိုင်ပွဲမှာတော့အာဆီယံဒေသတွင်းဆက်တနိုင်ငံကကိုစားပြုအသင်းတွေပါဝင်ရှင်ပြိုင်သွားမှာဖြစ်ပြီးခြေစစ်ပွဲအဆင့် Playoff ပွဲစဉ်တွေကိုလာမဲ့2026ခုနှစ်ဇွန်လ2ရက်နေ့နဲ့9ရက်နေ့မှာအိမ်ကွင်းဝေကွင်းစနစ်နဲ့ကစားသွားမှာဖြစ်ပါတယ်။ semi-final နဲ့ပွဲစဉ်တွေကိုတော့ဩဂုတ်လ15ရက်နေ့ကနေ26ရက်နေ့ထိအိမ်ကွင်းအဝေးကွင်းနှစ်ကြော့စနစ်နဲ့ကစားမှာဖြစ်ပါတယ် အခုလိုမျိုးပြိုင်ပွဲကျင်းပချိန်ပြောင်းလဲလိုက်တာကြောင့်နိုဝင်ဘာလနဲ့ဒီဇင်ဘာလအတွင်းကလပ်ပွဲတွေကြောင့်နိုင်ငံလက်ရွေးစင်အသင်းတွေအတွက်ကစားသမားတွေအချိန်မီမဆစ်လွတ်ပေးနိုင်တဲ့ပြဿနာတွေလည်းအလိုလျောက်ဖြေရှင်းပြီးသားဖြစ်တော်မှာပါ။ပြိုင်ပွဲနှစ်30ပြည့်မြောက်တော်မဲ့ကာလအတွင်းချန်ပီယံစုကိုဆွခူးခဲ့ပူးတဲ့ပြိုင်ပွဲဝင်အသင်း၄သင်းသာရှိသေးတာကလည်းထူးခြားချက်တစ်ခုဖြစ်ပါတယ်။ပြိုင်ပွဲမှာထိုင်းသင်းဟာ1996ခုနှစ်၊2000၊2001၊2014၊2016 2020နဲ့2022ခုနှစ်တွင်မှချန်ပီယံဖြစ်ထားခဲ့ပါတယ်။စင်ကာပူသင်းကတော့1998ခုနှစ်2014 2009ခုနှစ်2022ခုနှစ်တို့မှချန်ပီယံဖြစ်ထားခဲ့တဲ့အသင်းဖြစ်ပါတယ်။ VNL သင်းကတော့2008 2018နဲ့2024ခုနှစ်တို့မှာချန်ပီယံဖြစ်ခဲ့ပြီးမလေးရှားသင်းကတော့2010ခုနှစ်မှာချန်ပီယံဖြစ်ထားခဲ့ပါတယ်ရှင်။